အတန်ဆိုတာဘာလဲအတန်ဆိုတာဒရိုက်ဝတ်ထုတွေရဲ့အသေးဆုံး unit တစ်ခုပါကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ solid liquid gas တွေကအကုန်လုံးအတန်နဲ့ဖွဲ့စည်းရပါတယ်အတန်တစ်လုံးကိုအခြေခံအားဖြင့် proton neutron electron ဆိုပြီးတော့အမှုသုံးမျိုးနဲ့ဖွဲ့စည်းရပါတယ် hydrogen ကတော့ neutron မပါတော့ချင်းချင်းလေးပေါ့နော်အတန်တစ်လုံးရဲ့ diameter အချင်းက0.1 nanometer လောက်ပဲရှိပါတယ်1 meter ရဲ့တန်ပေါင်း1000လောက်ကိုသေးတာပါဒါကတော့2008ခုနှစ်ကရခုခဲ့တဲ့အတန်တစ်လုံးရဲ့ပုံပါ ပုံကအရန်ချက်ကူပြရတာရမို့လို့အတက်တလုံးရဲ့ size စီတော့မဟုတ်ပါဘူးနော်ဆိုချာဝလာမှာအဓိကခြေခံကြတဲ့ force လေးမျိုးရှိပါတယ် strong nuclear force electromagnetic force weak nuclear force and gravitational force strong nuclear force ကတော့အဲ့အလေးမျိုးတွေမှာအကြီးဆုံးဖြစ်ပါတယ်သူကအတန်ထဲမှာရှိရဲ့ proton neutron ကြားကအောက်ဆိုတာပါရှင်းရှင်းပြောရရင် proton တွေနဲ့ neutron တွေကို nucleus ထဲမှာတည်ရှိနိုင်အောင်လုပ်ပေးတာပါ Air Force မရှိရင် Proton ချင်းချင်းရဲ့တွန်းကန်အားကြောင့် Nucleon တွေကကွဲထွက်သွားပြီးတော့ Nucleus လည်းတည်ရှိနိုင်မှာမဟုတ်ပါဘူး။ Electromagnetic Force ကတော့အလျက်စစ်တန်လိုက်ပစ်စင်တွေကိုဖြစ်ပေါ်စေတဲ့အရာပါ။သူက Charge Particle တွေကြားမှာရှိတဲ့ Force ကိုဆိုလိုတာပါ။အတိုင်ထဲမှာဆိုရင် Electron နဲ့ Nucleus ကြားထဲက Force က Electromagnetic Force ပါပဲ။ Electromagnetic force က astronomical force တဲ့အစတရားလောက်အားနေပေမဲ့လို့အခြား force တွေနဲ့ဆိုင်တော့တော်တော်ကိုအားကြီးတယ်လို့ပြောလို့ရပါတယ်။နောက်တစ်ခုကတော့ weak nuclear force ပါ။သူကတော့ formula တွေအကောင်လုံးပေါ်တက်ရောက်ပါတယ်။ ဥပမာ quark တို့ lepton တို့လာမျိုးပေါ့နော် defaults က radio depth တက်တူကြဖြစ်စဉ်အတွက်တော်တော်လေးကိုအရေးပါတာပါ defaults မရှိရင်တော့နေလုံးတွေကျယ်တွေကဆက်သက်တောက်ပါနေတော့မှာမဟုတ်ပါဘူးအားလည်းဆုံး force ကတော့ gravitational force ဆိုတဲ့အမည်ဆွဲရပါဖိနှောင်းပါလားဟုတ်ပါတယ်မြည်ဆွဲရပါသူက trajectory အရာတိုင်းရဲ့ကြားအားကိုဆိုတာပါလာကဘာပတ်နေရမြေဆွဲရကြောင်းဖြစ်ပြီးတော့ကဘာနေကိုပတ်နေရလေမြေဆွဲရကြောင်းပါပဲသူကဘလောက်ထိ weak ဖြစ်လဲဆိုရင်အာကြီးဆုံး strong nuclear force နဲ့ရှင်ရင် 10 power -38 ဆလောက်ကိုအားနေရပါအရာဝတ္ထုတွေကိုအက်တမ်နဲ့ဖွဲ့စည်းရတာအကုန်သိကြမှာပါအက်တမ်ကိုလည်းပရိုတွန်နျူထရွန်အီလက်ထရွန်ဆိုပြီးတော့အမှုန်၃မျိုးနဲ့ဖွဲ့စည်းထားပါတယ်ဒါပေမဲ့ပရိုတွန်နဲ့နျူထရွန်ကိုရောဘာနဲ့ဖွဲ့စည်းထားရလဲအမှန်တော့ပရိုတွန်နဲ့နျူထရွန်ကိုကွာ့ခ်လို့ဆိုတဲ့အမှုန်လေးနဲ့ဖွဲ့စည်းထားတာပါကွာ့ခ်ဆိုတာဒီအီလက်ထရွန်လိုပဲပေါ့နော်သူက fundamental particle တစ်ခုပဲ fundamental particles ဆိုတာဘာကိုပြောရလဲဆိုတော့ဒီအသေးဆုံးပဲပေါ့နော်သူ့ထက်သေးတဲ့အရာမရှိတော့ဘူးသူ့ထက်သေးပြီးသူ့ကိုဖွဲ့စည်းရတဲ့အရာမရှိတော့ဘူးသူ့ကိုအသေးဆုံးလို့ပြောလို့ရတယ် quark က6မျိုးရှိပါတယ် up down charm strange top bottom ဆိုပြီးတော့6မျိုးရှိပါတယ် project တစ်လုံးက up quark နှစ်ခု down quark တစ်ခုနဲ့ဖွဲ့စည်းထားပြီးတော့ neutral တစ်လုံးကိုကြာတော့ down quark နှစ်ခုနဲ့ up quark တစ်ခုနဲ့ဖွဲ့စည်းထား အကာသထဲမှာအောက်ဆီဂျင်မရှိရင်နေကဘယ်လိုလုပ်ပြီးလောက်ကျွမ်းနေရလဲတကယ်တော့နေထဲမှာဖြစ်ပေါ်နေတဲ့ဓာတ်ပြမျိုးဖြစ်စဉ်ကကမ္ဘာပေါ်ကမီးလောင်တို့လိုမျိုးဓာတ်ရုပ်ဓာတ်ပြမျိုးဖြစ်စဉ်မဟုတ်ပါဘူးနေထဲမှာ fusion ဆိုတဲ့ nuclear ဓာတ်ပြမျိုးဖြစ်စဉ်ဖြစ်ပေါ်တာပါ fusion ဆိုတာ hydrogen atom လေးလုံးကအဆင့်ဆင့်ပေါင်းစပ်သွားပြီးတော့နောက်ဆုံး helium atom ဖြစ်ပြောင်းလဲသွားတဲ့ဖြစ်စဉ်ပါအဲ့ပြောင်းလဲမှုဖြစ်စဉ်မှာနောက်ဆုံး product helium atom က reactant hydrogen atom လေးလုံးထက် direct နည်းနည်းပိုရောပါတယ် ပြောချင်တာကပြောင်းလဲမှုဖြစ်စဉ်မှာ drag to ဆုံးရှုံးမှုအနည်းငယ်ရှိပါတယ်။အဲဒီဆုံးရှုံးသွားတဲ့ drag to က Einstein ရဲ့ E mc2 formula အရ mg အဖြစ်ပြောင်းလဲသွားပြီးတော့အပူစွမ်းအင်နဲ့အလင်းစွမ်းအင်အဖြစ်ထုတ်လုပ်ပါတယ်။နေကဓာတ်ငွေ့လုံးကြီးတာ။တကယ်တော့နေကဓာတ်ငွေ့လုံးကြီးမဟုတ်ပါဘူး။သူက plasma လုံးကြီးပါ။ matter တွေက solid, liquid, gas, plasma ဆိုပြီးတော့ပုံစံ၄မျိုးနဲ့တည်ရှိနိုင်ပါတယ်။ gas တွေ solid တွေ liquid တွေကိုပြင်းထန်တဲ့အပူချိန်နဲ့လောင်ကျန်းစစ်လိုက်တဲ့အခါမှာတော့ plasma ဖြစ်ပြောင်းလဲသွားကြပါတယ်။ပုံမှန်အတန်တစ်လုံးမှာတော့ nucleus နဲ့ electron ကတစုတူရဲတည်ရှိနေပါတယ်။ဒါပေမဲ့ plasma မှာတော့ပြင်းထန်တဲ့အပူချိန်ကြောင့် nucleus နဲ့ electron ကကွဲထွက်သွားပါတယ်။ရှင်းရှင်းပြောရရင် plasma ဆိုတာလွတ်လပ်စွာလှရှားသွားလာနေတဲ့ nucleus နဲ့ electron တို့ရောထွေးထားတဲ့အခြေအနေကိုပြောတာပါ။နေရဲ့အတွင်းပိုင်းဗဟိုအပူချိန်က15 million degree celsius အထိရှိရမှုသူ့ရဲ့ matter တွေအကုန်လုံးနေပါက plasma တွေပါ အဲ့တော့နောက်ခါနေကိုတန်ွေအလုံးကြီးလို့တည်ထားမဲ့အစား plasma အလုံးကြီးလို့တည်ထားတာပိုကောင်းပါမယ်ဗျဒါကတော့ကျွန်တော်တို့နေထိုင်နေတဲ့ Milky Way Galaxy ဖြစ်ပါတယ် Milky Way Galaxy ဟာအချင်းအဖြင့်အလင်းနဲ့တသိန်းရှိပါတယ်ပြောချင်တာကအလင်းရဲ့အလင်းနဲ့တွားမယ်ဆိုရင်တော့မှ Galaxy တစ်ဖက်ချမ်းကနေနောက်တစ်ဖက်ချမ်းကိုရောက်ဖို့နှစ်ပေါင်းတသိန်းကြာမှာဖြစ်ပါတယ်သိပ္ပံပြန်ရှင်တွေရဲ့အဆိုအရ Galaxy ထဲမှာကျယ်ပေါင်း100ဘီလီယံနေ400ဘီလီယံနေပါနေတယ်လို့ဆိုတာပါတယ်ကျွန်တော်တို့ရဲ့နေလုံးကြီးကလည်းအဲ့ကျယ်ကြီးတဲ့ကတလုံးပါပဲ Galaxy ရဲ့အထူကတော့အလင်းနဲ့တထောင်လို့ပြောလို့ရပါတယ်ဒါပေမဲ့ Galaxy ရဲ့ thin disk thick disk bulge halo စတဲ့အစိပ်ပိုင်းပုံမူတည်ပြီးတော့အထူကွဲပြားမှုရှိပါတယ် Galaxy ရဲ့အလယ်ဘုံမှာ Sagittarius A လို့ခေါ်တဲ့မဟာတုနေ့ကြီးတစ်လုံးရှိပါတယ်ဒါကတော့2022ခုနှစ်မေလ12ရက်နေ့မှာရကူးမိခဲ့တဲ့ A black hole ရဲ့ပထမဆုံးပုံပါသူရဲ့ drag to ကဘလောက်ကြီးမှလဲဆိုရင်နေအလုံးပေါင်း၄.၂တန်းအလုံးကြီးရဲ့ drag to နဲ့ညီမျှပါတယ် ကျွန်တော်တွက်တာမမဟုတ်ဆိုရင်တော့8.36 10 power 36 kg လောက်တော့ရှိပါတယ်ကျွန်တော်တို့ရဲ့နေအဖွဲ့စီကတော့အဲ့မဟာတွင်းနဲ့ကနေအလင်းနဲ့ပေါင်း2600အကွာဝေးမှရှိပါတယ်နေအဖွဲ့စီကအဲ့အကွာဝေးကနေပဲ galaxy ကိုပတ်ပြီးတော့နှစ်တန်းပေါင်း250လင်းမှတစ်ချိန်ပြေးပါတယ်